ကျွန်တော်တို့တိုင်းပြည်ရင်ဆိုင်နေရတဲ့အခက်အခဲကကြမ်းတမ်းပါတယ်။တခြားတိုင်းပြည်တွေမှာပြည်သူလူထုရဲ့ဆန္ဒပြကန့်ကွက်မှုတွေကြောင့်အစိုးရတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ပြုတ်ကျသွားကြပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒါလိုဖြုတ်မချနိုင်မယ့်တဲ့ဆိုးရှင်နေပါတယ်။အုပ်ချုပ်သူကိုပြည်သူလူထုကမကြိုက်နှစ်သက်မလိုလားတာနှစ်ပေါင်း80နီးပါးကြာပါပြီ။အကြိမ်ပေါင်းများစွာဆန္ဒပြကန့်ကွက်ကြပေမဲ့သူတို့ကအမြင့်မပြတ်ဖဲနဲ့ပြည်သူတွေကသာအသက်ပေးခဲ့ကြရပါတယ်။သူတို့ကအချင်းနေမှန်ရင်သူတို့ချင်းပဲ လူစားတို့လဲပြီးတော့ကစားပါတယ်။နေဝဲနေရာမှာစောမောင်စောမောင်နေရာမှာတန်းရွှေတန်းရွှေနေရာမှာမင်းအောင်လိုင်လူတွေသာပြောင်းသွားတယ်။ဆက်အာနာရှင်စနစ်ကဒုံရင်ဒုံရင်ပြည်သူတွေရဲ့စစ်ကြုံဘဝကလည်းဒုံရင်ဒုံရင်ပါ။ဘာကြောင့်အဲ့လောက်ခက်ခဲနေရတာလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေအဓိကရင်ဆိုင်နေရတဲ့ရန်သူဟာစစ်အာနာရှင်ဖြစ်နေလို့ပါ။ရန်သူကစစ်အာနာရှင်ဖြစ်နေတော့ပြည်သူလူထုကဆန္ဒပြပြီးကန့်ကွက်ပြီးဆိုတိုင်းမှာလဲလမ်းမောင်ထွက်တာနဲ့ပြစ်တော်တာပါပဲ။ ဒီလိုအခြေအနေဆိုးကိုကျွန်တော်တို့မြန်မာပြည်သူတွေပဲနားလည်နိုင်ပါတယ်။ဘာကြောင့်အာဏာရှင်စစ်တပ်အမြစ်ဖြတ်ဖက်စစ်စစ်တပ်အမြစ်ဖြတ်လို့ပြောနေရတယ်လဲဆိုတော့မြန်မာပြည်သူတွေပဲနားလည်ပါတယ်။အဲ့ဒါဟာသဘောထားတင်းမာလွန်းလို့ပြောနေတာလို့တချို့ theory သမားတွေကထင်တတ်ကြပါတယ်။အမြစ်ဖြတ်လို့ပြောတဲ့အတွက်ကြောင့်သဘောထားတင်းမာတယ်လို့သူတို့ကဆိုနေကြတာပါ။ဒါပေမဲ့အခုတော်လိုင်းရေးသမားတွေကအမြစ်ဖြတ်လို့ပြောနေရတာဟာအမြင့်မဖြတ်ဖက်နဲ့နေလို့ရကိုမရတော့လို့အဲ့ဒါလို့ပြောနေရတာပါ။ အရင်ကလည်းတော်လိုင်းအကျင့်ကျင့်အောင်မြင်ခဲ့ဘူးပါလေ88ခုနှစ်မှာဘုံနေဝင်းအစိုးရကိုဖြုတ်ချနိုင်တာပါပဲဒါပေမဲ့အာနာရှင်စစ်တပ်အမြင့်မဖြတ်နိုင်တော့ဒီဘူဒါဟောက်မယ်ပြန်ဆိုင်ပါလေ90ရွေးကောက်ပွဲ2015ရွေးကောက်ပွဲတွေနိုင်နေဆိုတာကလည်းပြည်သူလူထုကအောင်မြင်တာပါပဲဒါပေမဲ့အာနာရှင်စစ်တပ်အမြင့်မဖြတ်နိုင်တော့ဒီဘူဒါဟောက်မယ်ပြန်ဆိုင်ပါလေအခုလဲ တခြားတခြားသောအောင်ပွဲဆိုတာမျိုးတခြားပုံစံနဲ့အောင်ပွဲဆိုတာမျိုးကိုမျော်လင့်ဆောင်စားနေတယ်တခြားနိလန်းကိုပဲရှာဖွေနေအောင်မယ်ဆိုရင်တနေ့မှဒီဘူတာပဲပြန်ဆိုင်အောင်မှာပါပဲအဲ့ဒါကြောင့်အာနာရှင်စစ်တပ်အမြင့်ဖြတ်ဖက်စစ်စစ်တပ်အမြင့်ဖြတ်လို့ပြောနေကြတာပါစစ်အာနာရှင်ကိုအမြင့်ဖြတ်ခြင်းနဲ့ပြည်သူတွေရဲ့စိတ်ဆန္ဒဟာနှလုံးသားထဲမှာတိတ်ရင့်တန်ကြီးမားနေပါတယ်ဒီစစ်အာနာရှင်ကိုအမြင့်ဖြတ်လို့ရမယ်ဆိုရင်ရတဲ့နည်းနဲ့ဖြတ်ချင်ပါတယ်ဘသူအကူအညီဖြစ်ဖြစ် ယူခြင်းပါတယ်။ကိုကြီးမဲ့သူကိုလည်းမျှော်လင့်ကြပါတယ်။ဒီစစ်အာဏာရှင်ကိုထောက်ခံလို့ရှိရင်ဘ누구ကိုဖြစ်ဖြစ်ထောက်ခံတဲ့သူကိုခါခါတီးတီးမုံပါတယ်။အဲဒါကြောင့်မြန်မာပြည်သူတွေကြားထဲမှာတရုတ်ရုရှားဆိုရင်မုံနဲ့အမေရိကန်ဆိုလို့ရှိရင်ကြိုးစိုးခြင်းနဲ့ဆိုတဲ့စန္ဒမျိုးဟာတိုးပွားဖြစ်ပေါ်နေပါတယ်။ဒါဟာစစ်ကောင်စီကတွန်းပို့နေတဲ့လမ်းဖြစ်တယ်လို့တရုတ်ရုရှားအမေရိကန်အစိုးရတွေကိုယ်တိုင်ကရွေးချယ်ကြတဲ့လမ်းလဲဖြစ်ပါတယ်။အဲ့လိုဖြစ်နေတဲ့အတွက်ပြည်သူကိုကျွန်တော်တို့အပြစ်တင်လို့မရပါဘူး။ မြန်မာပြည်ဒီမိုကရေစီရောက်အမေရိကန်ကူညီမလားလို့မျော်လင့်လာတာဟာ1988ခုနှစ်ခေတ်ကပါ အမေရိကန်ကကူညီနိုင်တယ်လို့ကူညီခဲ့တာတွေရှိတယ်ဆိုတာလည်းအမှန်တကယ်ပါပဲတဏ္ဍမန်ကြီးရာအရာကူညီခဲ့တာ NGO ရင်ကျိမှုပေါ်ပေါက်လာအောင်ငွေကြေးအလုံးရင်းနဲ့ကူညီခဲ့တာမီဒီယာဖွံ့ဖြိုးအောင်ကူညီခဲ့တာတွေအများပြားရှိခဲ့ပါတယ်ဒါပေမဲ့အမေရိကန်ရဲ့ကူညီမှုအလုံးဟာသူတို့ရဲ့အကျိုးစီးပွားပေါင်းတွေကကြီးပဲကူညီခဲ့တာပါ1988ခုနှစ်မှာចောင်းသားလက်နက်ကင်တက်မတော် ေါ်ပေါက်လာခဲ့ပါတယ်။တိုင်းသားလူမျိုးပေါင်းစုံရဲ့ဆက်အနာရှင်စန့်ကျင်ရေးတိုက်ပွဲကလည်းဒီနှစ်ခေတ်တော့ပဲအားကောင်းခဲ့တာပါပဲ။အဲဒီတုန်းကကျောင်းသားတက်မတော် ABSTF နဲ့တိုင်းရင်းသားလူမျိုးစုလက်နက်ကင်တက်မတော်တွေကိုလက်နက်ထောက်ပံ့ကူညီပေးလိုက်မယ်ဆိုလို့ချင်းပွဲကပြတ်တာကြာလာပါပြီ။အဲ့ဒီကလေးကပြတ်မှာပါ။အဲ့ဒီအစားမှာ လက်နက်ကင်တော်လှန်ရေးမလုပ်ဖို့အမေရိကန်ကနားချစည်းရုံးခဲ့ပါတယ်။ တော်လိုင်းလုံးမဲ့ကြောင်းသားတော်လိုင်းသမားတွေကိုအမေရိကန်နဲ့အနောက်နိုင်ငံတွေကြီးခေါ်ယူပြီးတော့ပညာသင်ပေးပါတယ်။အခု2020ခုနှစ်မှာဒုတိယဆရာနာရှင်တော်လိုင်းကြီးဖြစ်လာတော့အဲ့ဒီအနောက်နိုင်ငံမှာပညာသင်ခဲ့တဲ့ပညာတတ်တွေဘယ်ခန်းကဏ္ဍကနေပါဝင်လှုပ်ရှားနေကြပါသလဲ။ဘာတွေလုပ်နေကြပါသလဲ။ဒီနေ့တော်လိုင်းရဲ့မှာပါဝင်ကူညီနေသူဘယ်နှယောက်ရှိပါသလဲ။အားလုံးစဉ်းစားကြည့်လို့ရှိရင်ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။ကျွန်တော်အဓိကပြောချင်တာကဆရာနာရှင်ပြုတ်ကြအောင် အမေရိကန်ကူညီခြင်းရလွယ်လွယ်လေးပါအဲ့ဒါဟာသူတို့ရဲ့အဓိကရည်ရွယ်ချက်မဟုတ်တော့သူတို့ရည်ရွယ်တဲ့အတိုင်းသူတို့လုပ်သွားပါတယ်သူတို့ရည်ရွယ်ချက်အောင်မြင်ပါတယ်ကျွန်တော်တို့တော်နိုင်ရေးကတော့အတွက်ရှိခဲ့ပါတယ်အခုလဲကျွန်တော်တို့တော်နိုင်ရေးသမားတွေဟာ အမေရိကန်ရဲ့အကူအညီကို မျှော်လင့်နေကြတော့မှာပဲအခုအမေရိကန်ဝင်ချင်နေပြီဝင်ဖို့လမ်းရှာနေပြီ အမေရိကန်ဝင်လာရင်မြန်မာပြည်မှာ proxy စစ်ပွဲဖြစ်လိမ့်မယ် ဒုတိယယူကရိန်းဖြစ်လိမ့်မယ်သတိကြီးကြီးထားကြပါကို့အချင်းချင်းအ мян စီလုံးကြပါလို့ကျွန်တော်ကပြောတော့တချို့မကြိုက်နှစ်သက်သူတွေရှိကြပါတယ်ရိုးရိုးသားသားမကြိုက်နှစ်သက်ကြတဲ့သူတချို့ကိုဆွလို့ပါတယ်ကျွန်တော်ကအမေရိကန်လာမာကိုအစိုးမြင်မြင်နေတယ်ဆိုပြီးတော့မကြိုက်ကြတာပါဘာလို့မကြိုက်ကြတယ်လဲဆိုတော့အမေရိကန်ဝင်လာမာကိုသူတို့ကအကောင်းမြင်နေကြလို့ပါသူတို့ဘက်ကအမြင်ကိုကျွန်တော်နည်းနည်းရှင်းပြပါမယ်တရုတ်ကစစ်ကောင်စီဘက်မှာရက်နေပြီး ငါတို့ဘက်မှာအမေရိကန်ရက်မှာသာတော်လန်ကြီးအောင်မြင်မယ်အဲ့ဒါလို့မဟုတ်ရင် အောင်ဖို့ခက်မယ်လို့သူတို့တွေးပါတယ်သူတို့တွေးတယ်လို့ရိုးရိုးဖြောင်းဖြောင်းလေးအတိုင်းဖြစ်သွားရင်တော့တိတ်ကောင်းတာပေါ့ဗျာအမေရိကန်က energy အစိုးရကိုလက်နက်တွေထုတ်ပေးမယ်အဲ့ဒါလို့ထုတ်ပေးတဲ့လက်နက်တွေကို PDF တွေရသွားမယ်ခင်မီလက်နက်တွေနဲ့ပြန်တိုက်ပြီးတော့စစ်ကောင်စီကိုအနိုင်ရသွားမယ်လို့သူတို့မျှော်လင့်တာသူတို့ရဲ့ရိုးဖြောင်းတဲ့အိမ်မက်ပါအဲ့ဒါလို့ဖြစ်သွားရင်ကျွန်တော်လည်းကြိုက်တာပါပဲမွေးကလေးကစစ်အာဏာရှင်လက်အောက်မှာနေခဲ့ရတဲ့လူတစ်ယောက်အနေနဲ့ အမေရိကန်မဲ့ကူကူတယောက်ဖက်ကူကူဘသူပဲကူကူဆရာနာရှင်ပြုတ်ကြအောင်ကူမယ်ဆိုလို့ရှိရင်ကူတဲ့သူကိုကြိုးစုံမှာပါပဲအမေရိကန်ကူလို့ဒီဒေါ်လာရေးအောင်မြင်သွားရင်ကျွန်တော်လည်းကြိုက်ပါတယ်ဒါပေမဲ့အဲ့ဒါလောက်မယိုးစင်းတာကို မြင်နေလို့သာ proxy စစ်ပွဲဖြစ်သွားလိမ့်မယ်လို့သတိပေးနေတာပါ အမေရိကန်က NUG ကိုအကူအညီပေးခြင်းရယ် PDF ကိုအကူအညီပေးခြင်းရယ်ရိုးရိုးနဲ့လွယ်လွယ်လေးပါယူကရိန်းကိုကူတယ်လို့ကူလိုက်ရုံပါပဲအခုအမေရိကန်ကအဲ့ဒါလိုမကူပါဘူးယူကရိန်းကိုကူရာရဲ့ ဆယ်ပုံတပုံကူရင်တောင်မှကျွန်တော်တို့နိုင်နေပြီဆိုပြီးတော့ energy ဘက်ကတာဝန်ရှိတဲ့သူတချို့က American ရဲ့လူတွေကိုမချစ်တင်ခဲ့ပြောပြနေကြတာကိုကျွန်တော်ကြားပါတယ်။ American ကလည်း Ukraine ကိုကူတယ်လို့မကူပါဘူး။ဘာလို့အဲ့လိုမကူတယ်လဲဆိုတော့မြန်မာပြည်မှာရှိတဲ့သူတို့အကျိုးစီးပွားဟာ Ukraine မှာရှိတဲ့သူတို့ရဲ့အကျိုးစီးပွားနဲ့မတူလို့ပါ။ American ဟာ Ukraine မှာလည်းသူ့အကျိုးအတွက်သူလှုပ်ရှားနေတာပါ။မြန်မာပြည်ကိုလာရင်လည်းသူ့အကျိုးအတွက်သူလှုပ်ရှားမှာပါပဲ။ အခုအမေရိကန်ကမြန်မာပြည်ကိုဘလိုနည်းနဲ့ချင့်ကပ်လာပါသလဲရိုဟင်ဂျာဖိချက်ကိုကင်ပါတယ်ဘင်္ဂလားဒေ့ရှ်ရဲ့လက်ကိုငှားပါတယ်ရခိုင်နဲ့ချင်းပြည်နယ်ကနေပြီးတော့ဖောက်ဝင်မှုချင့်ကပ်လာပါတယ်ခေါင်းစဉ်တပ်တားက humanitarian corridor ပါရှိခါစီနာခါလီဒါဇီယာအပြင်လက်ရှိဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်ဝါကာဦးဇာမန်ကပါအဲ့ဒီဈေးကြံလက်ဟာသွေးစွန်းမဲ့ဈေးကြံလို့ပြောပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့အတွက် မိုဟာမက်ယူနစ်တောင်မှရွာလဲနေပါတယ်။စီဦးစီချုပ်ကဘလောက်ကန့်ကွက်နေတာကိုဆွတ်ရှစ်တိုးလို့ရှိရင်သူ့အာဏာတောင်မရေမယာဖြစ်သွားနိုင်တဲ့အနေထားပါ။ဒါ့အပြင်ဒီဇင်ဘာလကုန်မှာနောက်ဆုတ်ထားပြီးတော့ရွေးကောက်ပွဲလုပ်ပြီးဖို့စီဦးစီချုပ်ကအမိထုတ်ပြန်တာကိုတောင်မှခံနေရပါတယ်။အမေရိကန်မှာစိတ်မတင်ကျွန်းအိမ်မက်ရှိနေတယ်လို့ရှေ့ခါစင်နာကထုတ်ပြောပါတယ်။ဒါကိုကျွန်တော်တို့မြန်မာလူပြိုးနိုင်ငံရေးသမားတွေကဟုတ်မှာဟုတ်ပါမလားလို့ တန်တရားရှိကြပြီမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေရောကမ္ဘာနိုင်ငံရေးသမားတွေကပါတန်တရားမရှိကြပါဘူး။တမိုင်းဝင်တည်တဲ့နိုင်ငံရေးသမားတွေတန်တရားမရှိကြဘူးလို့ပြောလို့ရပါတယ်။စိတ်မာတင်ကျွန်းဆိုတာအမေရိကန်နေချေမချဘူးတဲ့နေရာလဲမဟုတ်ပါဘူး။ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးမကြေညာခင်အရှေ့ပါကစ္စတန်အာနာရှင်အာယုဘ်ခန်လက်ထက်တုန်းကစိတ်မာတင်ကျွန်းကိုအမေရိကန်အတွက်ငားခဲ့ဘူးပါတယ်။ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရပြီးရှိတ်ခါစီနာရဲ့အဖေရှိတ်မူဂျီဘာရာမန်အာနာရလာတဲ့အချိန်ကလေးကစိတ်မာတင်ကျွန်းကိုအမေရိကန်လက်ဘယ်တော့မှမငားတော့ဘူးလို့ကြေညာခဲ့ပါတယ်။စိတ်မာတင်ကျွန်းကိုငားရင်ဘင်္ဂလားဒေ့ရှ်ဟာနိုင်ငံကြီးတွေကြားမှာကြားညက်ပြီးတော့ဒုက္ခရောက်ရလိမ့်မယ်လို့မြင်တဲ့အတွက်အဲ့ဒါလို့ကြေညာခဲ့တာပါ။အဲ့ဒီအကြောင်းလေးကိုတေချာထပ်ပြောပါဦးမယ်။အရင်တုန်းကကြားညက်တာတဲ့အခုဆိုလို့ရှိရင်ပိုပြီးတော့ကြားညက်နိုင်တဲ့အနေထားပါဘင်္ဂလားဒေ့ရှ်ရဲ့အခြေအနေကတေချာထပ်ပြောပါမယ်။ အမေရိကန်ဟာမြန်မာနိုင်ငံကိုအနောက်ဘက်ကပတ်ဝန်းဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာအမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့တပ်စင်ကအရှိဘက်ကနေဝါကိုရန်ရှာတဲ့စကားပြောပါတယ်အဲ့ဒါဟာအမေရိကန်ရဲ့ plan B ဟုတ်မဟုတ်ဆိုတာကိုပြောဖို့ကတော့တိတ်စောလွန်းပါသေးတယ်ဘယ်နည်းနဲ့ပဲဝင်ဝင်အမေရိကန်ဝင်လာမယ်ဆိုရင်ကောင်းတာပဲလို့မြင်တဲ့သူတွေအများပြားရှိပါတယ်စောစောပြောသလိုပါပဲသူတို့အဲ့ဒါလိုမြင်တာကိုကျွန်တော်ကိုချင်းစာပါတယ်အမေရိကန်ဝင်လာမယ် အန်ယူဂျီဘက်ကနေမဝယ်မဲ့ရခိုင်နဲ့ချင်းကိုအကူအညီပေးပြီးတော့တော်လှန်ရေးနိုင်သွားမယ်ဆိုရင်လည်းကောင်းတာပဲလို့မြင်တဲ့သူတွေရှိပါတယ်စိုးစိုးအစကားကိုပဲကျွန်တော်အနေနဲ့လည်းထပ်ပြောပါပါရခိုင်တိုက်လို့ပဲဖြစ်ဖြစ်ချင်းတိုက်လို့ပဲဖြစ်ဖြစ်ဘင်္ဂလားဒေ့ရှ်တိုက်လို့ပဲဖြစ်ဖြစ်အမေရိကန်တိုက်လို့ပဲဖြစ်ဖြစ်စစ်အုပ်စုပြုတ်ကျသွားမယ်ဆိုရင်ဝမ်းသာပါတယ်ဝမ်းသာရမှာပါဒါပေမဲ့အဲ့ဒါတော့မယိုးရှင်းနိုင်ပါဘူးအမေရိကန်ကရခိုင်တို့ချင်းတို့နဲ့ပေါင်းပြီးတော့ရခိုင်ပြည်နယ်ချင်းပြည်နယ်ကိုစိုးမိုးသွားမှာဘူးတရုတ်ကဘယ်နည်းနဲ့မှအဖြစ်မခံနိုင်ပါဘူ အမေရိကန်ကရခိုင်တို့ချင်းတို့ဘက်ကနေဝင်လို့ရှိရင်တရုတ်ကစစ်ကောင်စီဘက်ကနေဝင်มาပါအခုလည်းဝင်နေတာပဲမဟုတ်ဘူးလားလို့တချို့ကမေးချင်မေးပါလိမ့်မယ်အခုတရုတ်ကစစ်ကောင်စီဘက်ပင်းနေတာမှန်ပါတယ်တိတိတသာပင်းနေပါတယ်လားရှိုးကိုစစ်ကောင်စီပြန်ရအောင်ကူညီခဲ့ပါတယ်အခုတိန်းကြီးကိုပြန်တောင်းပေးမယ်ဆိုတဲ့အတန်းနေကြားနေရပါတယ်ဒါတွေဟာစစ်ကောင်စီဘက်ကပင်းနေတာပါဒါပေမဲ့အစွမ်းကုန်ဝင်ပါနေတာမဟုတ်သေးပါဘူးစစ်ကောင်စီကိုလက်နက်ထုတ်ပေးတဲ့အဆင့်တိမရောက်သေးပါဘူး စစ်ကောင်စီဘက်ကိုအကုန်လုံးပုံအော်ကူကြည်တဲ့အဆင့်ထိမရောက်သေးပါဘူးတကယ်လို့အမေရိကန်သာဝင်လာမယ်ဆိုရင်စစ်ကောင်စီဘက်ကိုပုံအော်ကူညီပါလိမ့်မယ်အမေရိကန်ကချင်းရခိုင်ဘက်ကပဲလာလာ NUG ဘက်ကပဲလာလာအမေရိကန်လာပြီဆိုတာနဲ့တရုတ်ကလည်းခြေစုံပြစ်ဝင်လာပါလိမ့်မယ်အဲ့ဒါလို့ဝင်လာရင်မြန်မာပြည်ယူကရိန်းဖြစ်သွားပါမယ်အမေရိကန်ရဲ့ proxy တွေနဲ့တရုတ်ရဲ့ proxy တွေတိုက်တဲ့စစ်ပွဲကြီးဖြစ်သွားပါလိမ့်မယ်နှစ်ဖက်စလုံးမှာလက်နက်အကောင်စားတွေရလာပါလိမ့်မယ်လူတွေ တိတ်ချပြီးတော့တည်ဆောင်းရပါလိမ့်မယ်စစ်ပွဲကြီးကမပြီးနိုင်မစီးနိုင်တမျောတခေါ်ကြီးဖြစ်သွားပါလိမ့်မယ်အဲ့ဒါကြောင့်အမေရိကန်ဝင်လာတဲ့အချိန်ထိမဆက်ရောက်ခင်မှာစစ်ကောင်စီကိုကိုနီးကိုဟန်နဲ့ဖြည့်ရှင်းကြစေချင်တာပါအဲ့ဒါလို့ကိုနီးကိုဟန်နဲ့မြန်မြန်ဖြည့်ရှင်းဖို့ဆိုလို့ရှိရင် NUG နဲ့ K3CG ပဲတိုက်နေရုံနဲ့မပြီးပါဘူးအားလုံးတပ်ပေါင်းစုဖွဲ့ဖို့လိုပါတယ်အခုတော့ NUG နဲ့ K3CG ဟာသူတို့ကြီးပဲအနိုင်တိုက်နိုင်မယ်လို့ထင်တဲ့အတွက်တခြားအဖွဲ့တွေဝင်ပါလာမှာကိုတောင်မှဟန့်နေပါတယ် တခြားဖွဲ့တွေအင်အားကြီးထွားလာမှာကိုတောင်မှမကြီးထွားအောင်လိုက်လံပိတ်တင်နေပါတယ်။အဲ့ဒါလိုလုပ်နေရင်တော်လိုင်းရဲ့အချိန်ကြာပြီးဆော့ဆော့ကကျွန်တော်ပြောခဲ့တဲ့ proxy စစ်ပွဲတွေအထိရောက်သွားပါလိမ့်မယ်။မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်တော်လိုင်းရဲ့အဖွဲ့အစည်းမှန်သမျှဟာကိုနဲ့တူတည်ဖြစ်စေမတူတည်ဖြစ်စေကိုကကြိုက်တည်ဖြစ်စေမကြိုက်တည်ဖြစ်စေတော်လိုင်းရဲ့အဖွဲ့အစည်းမှန်သမျှတပ်ပေါင်းစုဖွဲ့ကြဖို့တိတ်အရေးကြီးနေပါတယ်။ကိုကမကြိုက်ရင်တောင်မှပြည်သူမျက်နှာကြည့်ပြီးတော့အလျှော့ပေးပေါင်းကြဖို့လိုနေပါပြီ။ မြန်မာပြည်မှာစစ်ကောင်စီတက်ကြီးရဲ့ရန်သူမရှိပါဘူး။ကျန်တဲ့ကိုအချင်းချင်းပြိပခါတွေကိုစစ်ကောင်စီမရှိတော့မှဖြည့်ရှင်းကြရမှာပါ။စစ်အာဏာရှင်စနစ် ပြုတ်ကျရေးကသာနံပါတ်1ပါ။အဲ့ဒီအချက်ကိုမမြင်နိုင်ရင်မြန်မာပြည်ဟာသွေးပင်လည်းဖြစ်သွားပါလိမ့်မယ်။အခုမြန်မာပြည်သွေးချောင်းစီးနေပါပြီ။မပေါင်းမပေါင်းနိုင်ကြဘဲနဲ့ခေါင်းဆက်မာနေမယ်ဆိုရင်သွေးချောင်းစီးရုံသာမကဘဲနဲ့သွေးပင်လည်းဖြစ်သွားပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်အမေရိကန်ကဝင်ပြအောင်ဝင်ပါပဲ။တရုတ်နဲ့လည်းတွေ့မှာပဲ။ အခုကျွန်တော်ပြောနေတာတွေဟာနောက်ကျနေပြီအဲ့ဒီခြေနေတွေဟာရှောင်လွဲလို့မရနိုင်တော့ဘူးလို့ထင်နေတဲ့သူတချို့လည်းရှိပါတယ်အဲ့ဒီယူဆကလည်းအပြည့်အဝမမှန်သေးပါဘူးအခုချိန်မှာတရရောအမေရိကန်ရောဟာတယောက်ခြေကိုတယောက်ကြည့်ပြီးတော့သတိနဲ့လှမ်းနေကြတဲ့အခြေအနေမျိုးမှာပဲရှိနေပါသေးတယ်ဘယ်သူကမှအယံကာရောမဝင်ကြသေးပါဘူးတိဟွာအခုစစ်ကောင်စီဘက်မှာပါနေပါတယ်ဒါပေမဲ့စစ်ကောင်စီကိုလက်နက်အပြည့်တက်ဆင်ပေးတာမျိုးမလုပ်ရဲသေးပါဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့အမေရိကန်ဝင်လာမှာဆိုလို့ပါ အမေရိကန်ကလည်းတလန်းချင်းတလန်းချင်းစန့်တိုးကြည့်နေပါတယ်။ NUG ကိုလက်နက်ပုံရောတက်ဆင်ပေးပြီးအချိန်နဲ့ဝင်လာတာမျိုးမလုပ်သေးပါဘူး။ဘာကြောင့်လဲဆိုတော့တရုတ်နဲ့ရင်မဆိုင်ကြသေးလို့ပါ။တရုတ်ဟာအမေရိကန်ရဲ့နံပါတ်1ရန်သူပါ။ရုရှားကနံပါတ်1မဟုတ်ပါဘူး။ဒီချက်ကိုတရုတ်ရောအမေရိကန်ရောကောင်းကောင်းသဘောပေါက်ကြပါတယ်။ဒါပေမဲ့တရုတ်ဟာအမေရိကန်နဲ့ထိတ်တိုက်မတွေ့ကျင်သေးတယ်လို့အမေရိကန်ကလည်းတရုတ်နဲ့ထိတ်တိုက်မတွေ့ကျင်သေးလို့နှစ်ဖက်စလုံးဟာတယောက်ခြေလမ်းတယောက်ကြည့်ပြီးတော့တွေးလို့ဆန်းနေကြတာပါ။ တရုတ်ကအမေရိကန်နဲ့ထိတ်တိုက်မတွေ့ကျင်သေးလို့ရုရှားကိုတောင်မှနင်းတိုက်တဲ့နစ်ကန်ဆိုပြီးတော့ပစ်ထားပါတယ်။နင်းနေပပပဲကူညီတာပါ။အမေရိကန်ကလည်းရုရှားကတစ်ဖက်အီရန်နဲ့အရှေ့လက်ပိုင်းကတစ်ဖက်မနိုင်မနှင်းဖြစ်နေချိန်မှာတရုတ်ဖက်ကိုချက်ချင်းမလှည့်ကျင်သေးပါဘူး။အဲဒါကြောင့်သွေးတို့စမ်းရုံပဲစမ်းနေတာပါ။အဲဒါကဘာကိုဖော်ပြသလဲဆိုတော့ကျွန်တော်တို့အတွက်အချိန်နည်းနည်းရနေသေးတယ်ဆိုတာကိုဖော်ပြနေတာပါ။ဒါပေမဲ့အများကြီးမရပါဘူး။အများကြီးမျောလင့်တာလို့မရပါဘူး။ကျွန်တော်တို့ စစ်ကိုစိတ်အေးလက်အေးဇိမ်ဆွဲတိုက်နေဖို့အချိန်မရပါဘူးအခုတော့ NUG နဲ့ K3C ကလည်းငါတို့ကြီးပဲတိုက်မယ်ကြံတဲ့သူတွေလှုပ်ချင်တာလှုပ်ငါတို့လမ်းပေါ်လာမရှုပ်နဲ့ဆိုလဲသဘောထားမျိုးဖော်ပြနေပါတယ်မြောက်ပိုင်းမဟာမိတ်တွေကလည်းငါတို့တိုက်ချင်တိုက်မယ်မတိုက်ချင်မတိုက်ဘူးမင်းတို့အမေရိကန်လူတွေနဲ့တော့မပေါင်းဘူးငါတို့ကတရုတ်လူဆိုတာမျိုး ဖြစ်နေပါတယ်ရှမ်းတောင် ရှမ်းမြောက်ကလည်းငါတို့ကဘယ်သူမှမတိုက်ဘူးငါတို့နယ်မြေကိုလာမထင်ပြီးရောဆိုတာမျိုး ဖြစ်နေပါတယ်တခြားတိုင်းရင်းသားအစုတွေကလည်းကိုယ့်အစုနဲ့ကိုဖြစ်နေကြပါတယ်ဗမာပြည်ကွန်မြူနတီပါတီရဲ့ PLA နဲ့တခြား local တွေကြောင်းသားတက်တွေကလည်းទីကြဖြစ်နေပါတယ်အဲ့ဒါလိုအခြေအနေမျိုးနဲ့အားလုံးကငါမြင့်ငါဆိုင်ကြမယ်ဆိုရင်ဖြစ်နိုင်ခြင်းနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကမြမအမိပေါ်မှာတရုတ်အမေရိကန် proxy စစ်ပွဲကြီးဖြစ်နိုင်ပါတယ်ဒုတိယတစ်မျိုးကမညီညွတ်ကြတဲ့အဖွဲ့အစည်းတွေကိုနင်းချပြီးစစ်အုပ်စုက တဖွဲ့ချင်းစီကိုကောက်ဆားသွားပါလိမ့်မယ်။အဲ့ဒီဖြစ်နိုင်ခြင်းနှစ်မျိုးစလုံးကမကောင်းပါဘူး။အဲ့ဒီဖြစ်နိုင်ခြင်းနှစ်မျိုးစလုံးကိုရှောင်ရှားပြီးတော့အာနာရှင်စစ်တပ်အမြင့်ဖြတ်ဖို့ဆိုရင်ကြိုက်ကြိုက်မကြိုက်ကြိုက်သေသေးကြီးကြီးစေုပ်စုကိုစန့်ကျင်တဲ့တော်လိုင်းအဖွဲ့အစည်းမှန်လည်းမဖြစ်မနေအများဆုံးတပ်ပေါင်းစုဖွဲ့ကြဖို့ဖြစ်ပါတယ်။တပ်ပေါင်းစုဖွဲ့ရင်ကောင်းတာပဲလို့ပြည်သူလူထုနဲ့အောက်ခြေတော်လိုင်းရေးသမားတွေကထောက်ခံနေကြပါတယ်။ဒါပေမဲ့ဘယ်တော်လိုင်းအဖွဲ့ရဲ့ခေါင်းဆောင်ကမှတပ်ပေါင်းစုဖွဲ့ရဲ့အတွက် လိုက်လံစီးယုံနေတယ်ဆိုတာမျိုးကို မတွေ့ရသေးပါဘူးခင်ဗျာ။